အောင်မေမင်္ဂလာပါမယ်နီယူချင်တွေကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မေဆာုံနဲ့တင်းတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့မာကယ်ရစ်ဘုန်းနဲ့ပတ်သက်ပြီးတော့နောက်ဆုံးထွက်ပေါ်လာတဲ့ပိုးရှိပါတယ်အဲ့ဒါကဘာလို့ဆိုရင် SMB လာကနေပြီးတော့မာကယ်ရစ်ဘုန်းကအစာချုပ်တတဲ့ကုံဆုံးခင်အသေးစီကိုပြန်လာဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တတိယနေ့ထွက်ပေါ်နေတယ်ဆိုတော့ဒီအချိန်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့တတိယလေးကိုဆွေးနွေးကြအောင်စာသမားတွေအောင်မေမင်္ဂလာပါအောင်မေမင်္ဂလာပါရစ်ဘုန်းအကြောင်းမပြောခဲ့ကျွန်တော်အသေးအနေနဲ့ဒီနေ့တနားရီခွဲပေါ်ဗျာ တောက်ကြနေနေနဲ့မနေ့ပြိုင်မှာကျွန်တော်ဒီနေ့ညကြည့်ရမယ်ယူပါလိတ်စီမီဖိုင်နေအတင်းအတွက်ရေးကြီးတွေပွေးစဉ်အဲရူဘီအမ်ရဲအနေနဲ့ကစားသမားတွေကိုဘယ်လောက်ထိအပြောင်းလဲလုပ်လာမလဲကိုတင်းဖက်ကအချိန်နဲ့ကောင်းမှာမလားဆိုတာညီတို့ဘယ်လိုမြင်ကြလဲစားသမားတို့ရဲ့ဆိုတော့ Rashford အကြောင်းကိုပြောလို့ချင်းမဆောင်နေတဲ့အတင်းကနေပြီးတော့ဒီတရားသည် Aston Villa ကိုအငားနဲ့သူကစားနေတယ်တတဲမကုံဆုံးခီမှာဆိုရင် Aston Villa စီကနေမဆောင်နေတဲ့အသင်းကိုပြန်လာဖို့ရှိနေတယ်ဒီနှစ်သင်းကြားမှာ ရက်ရှ်ဘိုရဲ့အနာဂတ်ကိုဆွေးနွေးနေတာဘာဖြစ်လို့ဆိုတော့အခုလက်ရှိရက်ရှ်ဘိုကပြီးခဲ့တဲ့ပက်ကဆိုရင်တခေါက်ကျော်တန်ရာရရှိခဲ့တဲ့အဲ့ဒီတန်ရာကြောင့်ဂျာတီကုံတီဒီကစားသမားဖြစ်သူကအနာပေးရဖို့ရှိနေတယ်။ဒါကြောင့်ဒီလိုမျိုးတန်ရာရှိနေတဲ့ကစားသမားတယောက်ကို S20B လာကပြန်တော့ခိုင်းမဲ့ပုံစံပေါ့ဗျာ။ဘာဖြစ်လို့ဆိုတော့တန်ရာအနေနဲ့ကစားသမားတယောက်ပြီးလို့ချင်း S20B လာရဲ့နောက်ပွေးစဉ်တွေကို Rashbo အနေနဲ့ပါဝင်ပူးပေါင်းနိုင်တော့မှမဟုတ်တော့ဘူး။ဒီလိုအခြေအနေတစ်ခုမှာ ကစားသမားဖြစ်သူရဲ့ဒယန်ပြစ်တနာကဒီရသည်ပြင်းနောက်ရသည်ပထမပွေးစီတွေကိုတော့လွှဲလျှော်နိုင်ရှိတယ်တကောင်ကျော်တဲ့ရအချင်းတွေကဒါကြောင့်ဒီနေ့သင်ကြမှာပေါ့ဗျာအက်စတန်ဗီလာကရစ်ဘိုးရဲ့ဒီမက်ဆောင်နေတဲ့အသင်းကိုစောစီပြန်တော့ဖို့အနေထားကိုသူတို့ဆွေးနွေးနေတာဆွေးနွေးခဲ့တယ်ပေါ့ဗျာအာအလားအလာကလည်းမန်ယူအသင်းကိုရစ်ဘိုးကပြန်လာဖို့အများကြီးချိနေတယ်ပြီးလို့ချင်းနောက်ဆုံးမက်ဆောင်နေတဲ့အသင်းနဲ့ဗီလာတို့ကစားမေးပွေးစီမှာလည်း ီစီမီအရာပေါ့ဗျာအငားနဲ့ပြောင်းတော်တဲ့အနေအထားတစ်ခုမှဆိုရင်ကိုအတင်းနဲ့ပွေးစီနေကိုဆိုရင်ဒီကစားသမားဖြစ်သူကပါဝေကစားနိုင်လို့မရဘူးဆိုပြီးတော့စီမီအရာလေးရှိတဲ့အတွက် ဒီကစားသမားဖြစ်သူအနေနဲ့ပေါ့ဗျာ United အသင်းကိုပြန်လာဖို့ဘက်ကိုများတယ်တဆက်တင်ထန်တာကလည်းကျွန်တော်တို့ဖော်ပြလာတဲ့အနေထားမှာဆိုရင် United နဲ့ Aston Villa တို့ဟာဆိုရင် market rate ပေါ်ရဲ့အငှားစာချုပ်ကိုစောစီးစောဆုံးသက်နိုင်ဖို့အလားအလာနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေစတင်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့သိရှိထားရတယ်။ Villa ကဒီကစားသမားဖြစ်သူရဲ့စာချုပ်တည်တံ့ကရာသီကုန်ထိဖြစ်ပေမဲ့လို့တန်ရာကြောင့်ကျန်တဲ့ပွေးစဉ်တွေကိုပါဝင်နိုင်ဖို့အခြေအနေမရှိတဲ့အတွက် Aston Villa အနေနဲ့ကစားသမားဖြစ်သူကိုဖိန်းထားဖို့အခြေအနေ impotent နေတော့ပြီ။ ဒါကြောင့်ဒင်ဒင်ဒင်းကြားမှာကစားသမားဖြစ်သူမဲဆောင်နေတဲ့တိကိုစောစီးပြန်ပေါ်ဖို့အတွက်ကိုဆွေးနွေးနေတာလာမယ့်ရက်ဒီမှာမဲဆောင်နေတဲ့အတင်းနဲ့မာကတ်ရစ်ဖို့ပြန်မြင်တွေ့ရနိုင်ဖို့ရှိတယ်တဖက်မှာလည်းယူနိုက်တက်အသင်းကဒီကစားသမားဖြစ်သူအသင်းကိုရောက်လာပြီဆိုရင်တော့ရောင်းချဖို့ဘက်ကိုပဲဥတည်နေနေဆိုပြီးတော့လေကျွန်တော်တို့တွေးထားရတဲ့အတွက်ကစားသမားဖြစ်သူရဲ့အနာဂတ်ကပေါ့ဗျာယူနိုက်တက်အသင်းနဲ့ဘလို့မှအချင်းနေမကောင်းတော့ပါဘူး ကျွန်တော်ရဲ့ personality ရောက်အမည်ပြောလို့ချင်း Jaden Sir ကျွန်တော် Rich Boy မှာဆိုရင်ကျွန်တော် Rich Boy တော့ပို့ပြီးတော့အသေးမှရှိစေရှင်တယ်ကစားသမားဖြစ်သူရဲ့စိတ်တဲ့ပိုင်း mentality ပိုင်းဆိုင်ရာ သူရဲ့ performance အဓိကပေါ့ဗျာသူရဲ့ဒီစိတ်တဲ့ကိုပြင်လိုက်ရင်အဆင်ပြေတယ်ပွေတွေကစားပြီးဆိုရင်ပြင်ပြင်းနဲ့မကစားရှင်တို့လိုစိတ်ပပတို့လိုဖြစ်နေတဲ့အတွက်ဒီကစားသမားဖြစ်သူအဲ့လိုမျိုးစိတ်ဓာတ်တွေကိုပြင်လိုက်ရင်တော့ United အသင်းနဲ့အင်ဝင်ကြတော့ဖြစ်လိမ့်မယ်။ဒါပေမဲ့လို့ကျွန်တော်ကတော့မထင်ပါဘူးစာသမားတို့ရဲ့ အသင်းကိုစောစောစီးစီးပြန်လာပြီးဖြစ်စေဒံယာပြဿနာနဲ့ပြန်လာပြီးဖြစ်စေကျွန်တော်တို့ကတော့ဒီကစားသမားဖြစ်သူရဲ့အနာဂတ်ကိုအမေကန်ဆုံးစဉ်းစားရတော့မှာရောင်ရှားသင့်ရင်လေအမေကန်ဆုံးကျွန်တော်ရောင်ရှားဖို့လိုတယ်။ဘာဖြစ်ဆိုတော့ဒီကစားသမားဖြစ်သူကိုရောင်ရှားမှာပဲကျွန်တော်တို့အသင်းတက်ကို အချင်းကြီးကောင်းမှာပထမအချက်ကျွန်တော်လာမင်းနေရာဒီမှာကစားသမားတွေကိုခေါ်ဖို့အပိုင်းရှိတယ်။ဒီလိုမျိုးအနေအထားတစ်ခုမှာ marketable ကိုရောင်ရှားလိုက်ရင်ကျွန်တော်တို့ကအင်မတန်အချင်းကြီးကောင်းမှာ ကစားသမားဖြစ်သူကကျွန်တော်တို့မိခင်ကလေး United အသင်း Academy ကနေထွက်ပေါ်လာတဲ့ player တယောက်ဖြစ်တယ်။ဒါကြောင့်ဒီကစားသမားဖြစ်သူကိုတန်း20ဖြစ်ဖြစ်တန်း30ဖြစ်ဖြစ်တန်း50တန်း100အဲ့လိုမျိုးဘလောင်နဲ့ပဲရောင်းရောင်းကျွန်တော်တို့ကအမြဲထွက်မှာဒီလိုမျိုးအနေထားမှာကိုတွေကလည်းငွေလိုနေတယ် FFB စီမင်းပြည်ဆိုင်လိုလိုရှိတယ်ကိုကစားသမားတွေကိုမရောင်းရှာပေးနေတော့တခြားအသင်းကကစားသမားတွေကိုဝေဖို့လုံးဝမဖြစ်နိုင်ဘူးဆိုတော့ရရှိဖို့အနေနဲ့ကပေါ့ဗျာအသင်းစီကိုပြန်လာဖို့ပဲကတော့ရှိနေတယ် အများအပြားကျွန်တော်ပြန်လာနိုင်ရရှိတယ်တန်ရာရိကစားသမားတယောက်ကိုဘေးအသင်းကများလက်ခံနိုင်မလဲအခုသူရဲ့တကောင်ကျော်တန်ရာကရာသီကုန်ထိအနာရဖို့ရှိနေတယ်ပြီးလို့ရှိရင်ကျန်တဲ့ပွေးစဉ်တွေကိုလည်း SDP လာနဲ့ကစားနိုင်ဖို့ကစားပြင်နိုင်ဖို့မရှိတဲ့အတွက်အဲ့လိုမျိုးကစားသမားတယောက်ကို SDP လာကတော့ကျွန်တော်တို့အသင်းစီကိုပြန်တော့ ခိုင်းမှာပဲဒါဝင်လေဒီနေ့တင်ကြမှာဆွေးနွေးခဲ့တာဆိုတော့ Richmond ပြန်လာရင်လည်းခုနပြောသလိုပဲကျွန်တော်ရောင်းရှာမှာပဲအဆင်ပြေမှာဒါကကျွန်တော်တယောက်ရဲ့အမြင်ပေါ့ ညီကတို့ဘယ်လိုမြင်နေတော့မသိဘူးဟိုကျွန်တော်တို့ဒီကြိုင်တဲ့ကစားသမားတွေကိုလည်းရှိပါတယ်ဂျေဒယ်ဆန်ချိုတို့ပြီးလို့ရှိရင်မာလာဆီယာတို့အန်တိုနီဆန်တိုတို့ဒီကစားသမားဖြစ်သူတွေကအကုန်လုံးကျွန်တော်တို့အငားရှာတာအဲ့ဒီအငားရှာတဲ့ကစားသမားတွေအကုန်လုံးရောက်ရှာနိုင်မှရမှာဒီတိမဆိုရင်အစိုးစိုးကဂျီရယ်ဆန်ချိုပေါ့ဗျာရှစ်စီးအသင်းဘက်ကဒီကစားသမားဖြစ်သူကိုယူနိုက်တက်အသင်းကိုပြန်တော့ခိုက်ဖို့အတွက်ရော်ဂျီပေါင်၅သင်းနဲ့ဒီလိုမျိုးစဉ်းစားနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ရှစ်စီးအသင်းအတွက်ကတော့ပေါ့ဗျာ ပေါင်ငါးသိန်းဆိုတာဘာမှမဖြစ်စလို့ဖင်ကြားထဲမှာညှက်နေတာတော့မကြည့်ဘူးဆိုတော့ rashford ပြန်လာမယ်ပြီးလို့ချင်းဂျီရက်ဆက်ချိုပြန်လာမယ်မာလာစီယာလေးပြန်လာဖို့ဘက်ကိုရှိနေတယ်နောက်တစ်ခုကျွန်တော်တို့ real betting မှာကစားနေတဲ့ antony santo ဒီကစားသမားဖြစ်သူကတော့ real betting အသင်းရဲ့အခြေအနေကောင်းနေတယ်လို့ပြောတဲ့ကြားတယ်တကယ်လို့များဒီကစားသမားဖြစ်သူပြန်လာမယ်ဆိုရင်လေကျွန်တော်တို့အသင်းအတွက်ကတော့လုံးဝမလွယ်ကူပါဘူးဆိုတော့ rashford နဲ့ပတ်သက်ပြီးတော့နောက်ထပ်ဘယ်လိုထွက်ပေါ်လာမလဲဆိုတော့စောင့်ကြည့်ရမှာ ဒီကစားသမားဖြစ်သူရဲ့အပြောင်းရွှေ့ကိစ္စတွေမြန်မြန်ပြီးတဲ့နေဖို့လိုတယ်အပြီးတဲ့ရောက်ဆိုင်လေကျွန်တော်တို့အမေကစုလုံနိုင်ရမှာဘာလို့ဆိုတော့လာမင်းတွေရဲ့တည်းအပြောင်းရွှေ့မှာကျွန်တော်တို့အမေကင်စုကစားသမားခေါ်မှုတွေကိုလှုပ်ဆောင်နိုင်ဖို့ရှိတဲ့အတွက်ကစားသမားဖြစ်သူရဲ့အနာဂတ်ကမြန်မြန်ပြီးလေကောင်းလေပေါ့ဗျာအာဒါကိုလည်းဒီနေ့သင်ကြမှာဆွေးနွေးနေနေဒီဆိုတော့ကျွန်တော်တို့ပြည်သက်တဲ့အတွက်ကတော့ အင်မတန်ဝမ်းသာရမလို့ဖြစ်နေပြီညီကိုတို့ဘလို့မြင်ကြလဲ market ratio အနေနဲ့ united အသင်းစုကိုပြန်လာဖို့အချိန်ရှိမလားတကယ်လို့ပြန်လာခင်ညီကိုတို့ရဲ့စိတ်ထဲမှာလက်ခံနိုင်ချက်ရှိမလားကစားသမားဖြစ်သူရဲ့စိတ်ထဲပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဘလို့ရှိလို့ဆိုတာဆွေးနွေးပေးကြမှာစာသမားတွေကျွန်တော်တို့ဒီညညတနအိခွင်းတော့တနအိခွင်းဖြစ်တဲ့အတွက် အဲကျွန်တော်ပွေးချက်သူသိချက်ဗီဒီယိုမှာလည်းပြောပါတယ်မိကိုတို့မိပေးစောင့်ကြည့်အောင်လို့ပါဘူးကျွန်တော်ရဲ့ YouTube channel Fibo Fish TikTok account စတဲ့ platform တုံးခုမှာညီကိုတို့ရဲ့ဒီ comment လေးမှာပေါ့ဗျာဖုန်းနံပါတ်လေးရေးထားပေးခဲ့ပါကျွန်တော်ဖုန်းဆက်ပြီးတော့နိုင်ဝဲမီနီနစ်စီလောက်မှာပွေးမဆက်ကြီးကျွန်တော်နှိုးပါမယ်ပြီးမှပဲအေးဝဝအိတ်နဲ့ရမှာကိုဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုတူတူရောက်ရှိတဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြအောင်နေတဲ့ဖန်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားကဘာသူကဘာသားအပေါင်းတို့တဘာဝဘင်းရဲ့ဒီအပေါင်းမအမြင်ဆုံးလွန်ကြီးနိုင်ပြီးတော့ အရာရာအဆင်ပြေပျော်ရွှင်နိုင်ကြပါစေကြောင်းကျွန်တော်ဆုတောင်းပေးတဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အစ်အစ်အစ်တော့မင်းဖယ်များလေး like and subscribe လေးတွေမလို့အသင်ဒီ channel လေးကို like and subscribe နဲ့ notification ကောင်းလေးနှိပ်ထားပေးခဲ့ဖို့ပြောကြရင်လည်းအားလုံးပဲ okay ပါစာသမားတွေအားလုံးပဲကျေးဇူးများတင်ပါတယ်